လေဘက်ကရောင်းဝယ်မလုပ်ရန်နှင့်ရည်ညွန်းစေဖြစ်သောရွှေရောင်းဝယ်ရန်အတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရွှေကိုလေးဘက်ကားနဲ့ရောင်းဝယ်မလုပ်ဖို့နဲ့တတ်မှန်ရှိညွန်စေးနဲ့သာရောင်းဝယ်ကြဖို့ရန်ကုန်တိုင်းဒေသကြီးအဖိုးရန်တပ်ထုရွှေရောင်းဝယ်သူများအသင်းခရမန်နေ့ကတီပေးထုတ်ပြန်လာပါထိတ်ရွှေရောင်းဝယ်ရှာမှာတတ်မှန်စံချိန်စံညွန်နဲ့ကိုက်ကြီးထိတ်တတ်တထုရွှေတစ်ချက်သား16ဒရမ3.9325ဂရမ်နဲ့သာရောင်းဝယ်ရှာမှာဖြစ်ပြီးတတ်မှန်ထားထိတ်တတ်တထုရွှေရင်ညွန်စေးနဲ့သာရောင်းဝယ်ရမယ်လို့လဲဆိုပါထိတ် အပြင်ရွှေရရောင်းဝယ်ပြုလုပ်ရှာမှလက်ရောက်ရွှေလွှဲပြောင်းထားနေခွင့်ပြုထားတဲ့ရောင်းဝယ်ရမယ့်နီလန်းကလွဲပြီးရွှေကိုတရန်ဆောင်ရောင်းချထားချူရောင်းချူဝယ်လေးဘက်ကရောင်းချထားနေတရားမဝင်ရောင်းဝယ်မှုတွေမပြုလုပ်ဖို့လိုအပ်တယ်လို့ဖော်ပြထားပါတယ်။ ရွှေစည်းနှုံးဝပြောင်းလဲတွေမဖြစ်စေဖို့နဲ့ရွှေစည်းကွက်တည်ငြိမ်စေဖို့အတွက်ရွှေဆိုင်တွေရဲ့နေနဲ့ကန်ဆန်းမဲတွေနဲ့အလားတန်းဆောင်းတဲ့နီလန်းတွေမပြုတ်လို့ဖို့ရွှေစည်းကွက်မတည်ငြိမ်စေဖို့ရည်ရွယ်ချက်နဲ့ရွှေကိုတူလောင်ပြီးအယောင်ဝယ်မပြုတ်လို့ဖို့လဲဆိုပါတဲ့ ရွှေရရှောင်းအဝယ်စက်သိန်း200ထက်ကျော်လွန်ရှင် MMQR စနစ်နယ်ငွေပေးချေရမှာဖြစ်ပြီးစက်သိန်း1000အထက်အရောင်းဝယ်ပြုလုပ်ရှင်ထော့ငွေချေဆိုင်ရာစုံစမ်းထောက်လန်းရှိအဖွဲ့ကိုမပြတ်မကွက်သတင်းပို့ရမယ်လို့လည်းအတိပေးထားပါထင်ဒါအပြင်အွန်လိုင်းစနစ်နဲ့ရောင်းချပါကစီးပွားရေးနှင့်ကုသရေးဝန်ကြီးဝန်ကြီးဌာနကနေရောင်းချခြင်းလုပ်ငန်းမပုံတင်လက်မှတ်ရှောက်ထားရယူရမယ်လို့လဲဆိုထားပါတယ်။ ။ဒါအပြင်လုပ်ငန်းလိုင်စင်ရယူထားရမယ့်အပြင်ရွှေရောင်းဝယ်ရေးအတွက်လျှောက်ထားသောလုပ်ငန်းတည်နေရမှာသာရောင်းဝယ်ရမှာဖြစ်ပြီးနေစဉ်လစဉ်ရောင်းဝယ်စရင်နဲ့လက်ကျန်စရင်အချုပ်တွေကိုတက်ဆိုင်ရာကနဦးစီစီရဲ့အဖွဲ့ကိုလစဉ်လစန်း၅ရက်အတွင်းမပြတ်မကွက်တင်ပြရမယ်လို့လည်းဖော်ပြထားပါသေးရှင်။